နမဲနှလုံးနဲ့နမဲကြီးမင်းသားရဲ့တိတ်တိတ်ပုံတမိဖြစ်ကြောင်းပြောလာတဲ့အလှမဲမိုးဆက်ချုံပရိသတ်များလုံးမဲ့မင်္ဂလာပါရှင့်ရောက်ွက်မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်နမဲနှလုံးနဲ့နမဲကြီးမင်းသားတယောက်ရဲ့တိတ်တိတ်ပုံတမိဖြစ်ပေမဲ့ဖခင်ဖြစ်သူအတိမတ်ပြုခြင်းကိုမခံရကြောင်းပြောလာသူကတော့ Miss Universe မြန်မာ2025ပြိုင်ပွဲဝင်အလှမဲမိုးဆက်ချုံဖြစ်ပါတယ် အလာမဲမိုးဇက်ချိုဟာ Glory Talent and Model Agency ကနေတဆိုင်အခုနှစ်မှာ Miss Universe အင်းစိန်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးတော့အနုပညာလောကရဲ့ကဝင်ရောက်ဖို့ကြိုးစားနေရဖြစ်ပါတယ်။ အလာမဲမိုးဇက်ချိုကတရုတ်ဆောင်အဖြစ်နဲ့ဇလန်တွေတချို့မှာပါဝင်တယ်လို့ Miss Universe Insane 2025အလာမဲပြိုင်ပွဲမှာဝင်ပြိုင်ပြီးတော့ဝင်နာစုရဖို့အတွက်ရည်ပန်းစားနေပါတယ်။ဒါကလည်းအလာမဲမိုးဇက်ချိုကချက်စရာကောင်းတာကြောင့်ဖြစ်ပါတယ်။အခုကမှတော့အလာမဲတရုတ်ဆောင်မိုးဇက်ချိုကသူကအခုလက်ရှိမှာနာမည်ကြီးနေတဲ့နာမည်နှလုံးနဲ့တရုတ်ဆောင်မင်းသားတယောက်ရဲ့တိတ်တိတ်ပုံသမီးဖြစ်ကြောင်းပြောလာတာဖြစ်ပါတယ်။အလာမဲမိုးဇက်ချိုကသူကနာမည်နှလုံးနဲ့မင်းသားတယောက်နဲ့မိခင်တို့ကမွေးဖွားခဲ့တဲ့သမီးဖြစ်ပြီးတော့သူမအသက်၃နှစ်အရွယ်မှာ တော့ဖခင်နာမည်နှလုံးနဲ့မင်းသားကသူတို့သားမီးနှစ်ယောက်စီကနေထွက်ပြေးပြီးတော့နောက်မင်းမယူသွားတယ်လို့ပြောပါတယ်။ဒါကြောင့်လည်းအလောင်းမေမိုးဇက်ချိုကဖခင်မြစ်တာကိုငတ်မုတ်ပြီးတော့ကြီးပြင်းလာခဲ့ရပါတယ်။အခုချိန်မှာတော့အလောင်းမေမိုးဇက်ချိုရဲ့ဖခင်ကနောက်အိမ်တောင်နဲ့မိသားစုဘဝတစ်ခုကိုတိစောက်ထားတာဖြစ်တယ်လို့သူမရဲ့မိခင်ကလည်းနောက်အိမ်တောင်နဲ့နောက်ယောက်ျားယူထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းအလောင်းမေမိုးဇက်ချိုကသူမအတွက်တော့မိခင်ရောဖခင်မှမရှိတော့ဘူးလို့ထင်နေခဲ့ရပါ။အထူးသဖြင့်တငယ်ချင်းတွေတခြားသူတွေကိုဖခင်နဲ့တူတူမြင်တိုင်းမှာကျောင်းမ းမှာဖခင်တွေလာကြိုကြတဲ့လူတိုင်းကိုအားကြခဲ့ရတယ်လို့အလောင်မေမိုးဇက်ချိုကပြောခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းအလောင်မေမိုးဇက်ချိုကသူမရဲ့ဖခင်နာမည်နှလုံးနဲ့နာမည်ကြီးမင်းသားကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်ခွင့်မရခဲ့ဘူးလို့သိရပါတယ်။ နမည်နှလုံးနဲ့မင်းသားကသူမကိုအသက်22နှစ်အရွယ်အထိ၃ချိန်အထိသာလာရောက်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။အလမဲမိုးဆက်ချိုကပြေးခဲ့တဲ့သူမရဲ့အသက်22နှစ်ပြည့်မွေးနေ့မှာဖခင်ဖြစ်သူကိုတွေ့ဆုံဖို့ခွင့်တောင်းခဲ့ပေမယ့်ဖခင်ဖြစ်သူရဲ့လက်ရှိအိမ်တောင်ကတွေ့ခွင့်မပြုတဲ့အပြင်နမည်နှလုံးနဲ့မင်းသားရဲ့သမီးဆိုတာကိုလည်းဒီအနေစစ်နိုင်လားဆိုတဲ့အထိမေးမြန်းခဲ့တယ်လို့သိရပါတယ်။အလမဲမိုးဆက်ချိုကတော့ဒီနေ့မှာဖခင်မြတ်တာကိုရရှိနိုင်မယ်။ဖခင်နဲ့အတူတရုပ်ဆောင်ရမယ်လို့မျှော်လင့်နေစေပါ။ဖခင်ဖြစ်သူကလည်းအနုပညာလောကကိုဝင်ခဲ့လို့ပြောခဲ့ ူရာကြောင့်အခုချိန်မှာမစ်ပြိုင်ရင်းနဲ့အနုပညာလောကမှာနေရာတနေရာရဖို့ကြိုးစားနေရဖြစ်ပါတယ်။ပရိသတ်တွေကတော့အလောင်းမဲမိုးဆက်ချိုရဲ့ဖခင်နာမည်နှလုံးနဲ့နာမည်ကြီးမင်းသားကဘသူလဲဆိုတာကိုသိကျင်နေကြပါတယ်။လူတွေကတော့ဆိုးသူ၊ရန်အောင်၊နေဆန်၊ရန်ကျော်၊ရဲအောင်၊လွင်မိုး အောင်ခိုင်နဲ့နေအောင်စသဖြင့်ခံမှန်းနေကြဖြစ်ပါတယ်။အကြောင်းသိတဲ့တချို့ပရိသတ်တွေကတော့အလမယ်မိုးဇက်ချိုရဲ့ဖခင်ကနမကြီးတရုတ်ဆောင်မင်းသားနေဆန်းလို့ဆိုကြပါတယ်။နေဆန်းနဲ့တည်တဲ့သူတယောက်ပြောတာက2004 2005ခုနှစ်မှာနေဆန်းနဲ့အမျိုးသမီးတယောက်မင်းတုံမျိုးကိုလာခဲ့ဖို့ကြောင့်ကလေးလေးနာမည်ကမိုးဇက်ချိုဆိုပြီးတော့ထူးဆန်းလို့အမှန်မှန်ရရရှိနေခဲ့တာရဲ့။ရန်ကုန်ကတိုက်ခန်းအမြင့်တွေမှာနေလို့ကလေးကမြေကြီးတိတ်မနေရလို့တနေ့ကျော်တဲ့အထိလမ်းကောင်းကောင်းမလျှောက်သေးဘူးလို့အမေဖြစ်သူပြောတာကိုမှတ်မိနေသေးရဲ့လို့ဆိုပါတယ်။ ်။ဘာဝဲဖြစ်ဖြစ်အလားမဲမိုးဆက်ချူကတော့ဖခင်မြတ်တာကိုမျှော်လင့်နေစေပါ။ဒီနေ့မှသူမကိုအတိမတ်ပြုလာဖို့အတွက်လည်းယုံကြည်နေပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအလားမဲမိုးဆက်ချူရဲ့ဖခင်နာမည်နှလုံးနဲ့မင်းသားကဘယ်သူလို့ထင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။